အဲဂိုလန်နေနဲ့ပတ်သက်လို့ရုပ်ရှင်အကြောင်းပြောပါဆိုလို့ရှိရင်1935ခုနှစ်ကရိုက်ခဲ့တဲ့ German director ရိုက်ခဲ့တဲ့ Dar Golem ဆိုတဲ့ကခုနကကျွန်တော်ပြောတဲ့ Prague မြို့မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုသူတို့ရုပ်ရှင်ရိုက်ထားတာ Silence Film ပေါ့နော်အခုတော့ကားပြန်စေးတာကိုကျွန်တော်ရှာထားတာသူ Rotten Tomatoes မှာတွက်ကြည့်တာတော့မှ6.7ရှိတယ် ဟိုဘယ်လိုပြောမလဲရှေးတုန်းက retro ကားတွေကိုပြန်ပြီးတော့လူတွေကပြန်စိတ်ဝင်စားနေကြတာပေါ့နော်ဒီကားလည်းအပါဝင်ဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်လည်းတော်တော်ကြိုက်တယ်ပေါ့နော်ဒီကားကိုကြည့်ပြီးွားပြီကျွန်တော်ဟိုကြည့်ကြည့်ကြပါမကြည့်ရသေးဘူးဆိုဒါကိုလည်း German ကားပေါ့နော်ဒီခုနကကျွန်တော်ပြောတဲ့ brand new ကဖြစ်ပြကြအောင်ရိုက်လာတာဒီ Golem ဆိုတာတော့အဲ့လိုကာဗလာပညာနဲ့အသက်သွင်းထားတဲ့တတ္တဝါအဲ့လိုရုပ်ရှင်ကားဆိုလို့ရှိရင်ခုနကားရှိမယ်ပြီးရင် Harry Potter မင်းသားရိုက်ထားတဲ့ Victor Frankenstein ဒါကလည်း Golem တမျိုးပဲပေါ့လျှက်စက်နဲ့ဒီသိပ္ပံနည်းနဲ့ဖန်တီးထားတာ ီနေ့ခေတ်မှာကိုလံတွေကဆက်ရုပ်တွေတီထွင်လာနိုင်တဲ့အတွက်ကြောင့်ဘာမှမထူးဆန်းတော့ဘူးဒါပေမဲ့မှော်ပညာနဲ့အသက်သွင်းတဲ့အတွက်ကြောင့်ဂိမ်းတွေထဲမှာလည်းလို medieval kit နဲ့ဆိုင်တဲ့ game တွေ fantasy game တွေ farming game တွေ RPG game တွေမှာ dungeon တွေထဲမှာရှာတွေ့နိုင်မှာပဲဖြစ်ပါတယ် fire golem တို့ art golem တို့ elemental golem တွေအများကြီးရှာတွေ့နိုင်မှာပဲဖြစ်ပါတယ် creep တွေဖြစ်စေပြီးရ NPC တွေ boss တွေမှာ mini boss တွေမှာတွေ့နိုင်မှာဖြစ်ပါတယ် game တွေမှာအများကြီးပါအဲ့တော့ ဂိုလမ်တွေကိုအမျိုးမျိုးပုံဖော်ကြရတယ်ပေါ့နော်ကျွန်တော်တို့မြန်မာတွေလည်းဘယ်လိုမျိုးပုံဖော်ကြလဲဆိုတာကျွန်တော်လည်းအရင်စိတ်ဝင်စားတယ်ပေါ့နော်ဘယ်လိုမျိုးဆွဲကြမလဲကျွန်တော်လည်းဟိုပုံအရင်တော့ဆွဲတဲ့ပဲမြန်ခုနောက်ပိုင်းဆွဲလဲစားမရှိတော့မဆွဲတတ်တာမဟုတ်ရင်ဆွဲပြစ်တယ်ဂိုလမ်ဒီလိုမျိုး mythical creature တွေပေါ့နော်အဲ့တော့နောက်တစ်ခေါက်မှာနောက်ဗီဒီယိုမှာကျွန်တော်ဘာအကြောင်းလေးပြောမလဲဆိုတာစောင့်မျှော်ရင်းနဲ့ဒီတစ်ခေါက်မှာလည်းဂိုလမ်တွေအကြောင်းလေးကိုကျင်းနေမယ်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့အားလုံးပဲကျမ်းမာရှင်လန်းကြပါစေနောက်မှတွေ့ပါမယ်